လူတွေလိုက်နိုင်ရမယ်အကျင့်တရား၁၀ပါးလူဖြစ်လာပြီဆိုလို့ရှင်လူသားတရားတွေသူများအသက်မတရားဘူးသူများဥစ္စာမခိုးရဘူးသူတော်ဟာသားမရမပြစ်မှားရဘူးကိုင်းကန်အကျိုးစီးပွားသူများတွေပြတ်တော့အောင်လိန်ပြီးတော့မပြောရဘူးတစ်ဖက်သားတဝန်းတူမိတ်ဆွေတွေ ကွယ်ပြဲတော့အောင်မပြောရဘူးလူတယောက်ကိုချမ်းတမ်းရိုင်းပြစွာ မဆဲရဘူးကုခေစုဆဲရတယ်တော်များတယ်နော်ဆဲရတယ်တော်များတယ်မဆဲရဘူးအကျိုးမရှိတဲ့ဇကားတွေနဲ့အချိန်မဖြုံးရဘူးအကျိုးရှိတဲ့ဇကားတွေအချိန်ပြောရမယ်သူတော်ဘာပစ္စည်းကိုမတရားလိုချင်တဲ့လောဘမရှိကြရဘူး တဖက်သားကိုပျက်စီးလေပျက်စီးစေလို့တဲ့မုံတီးတဲ့ဒေါသမရှိကြရဘူးကံကံဤကျိုးကိုညင်းပယ်တဲ့ကောင်းတာလို့ရင် ကောင်းတာဖြစ်တယ်မကောင်းတာလို့ရင် မကောင်းတာဖြစ်တယ်ဆိုရက်ကံတရားရဲ့အကျိုးရှိတယ်ဆိုရက်အချက်တွေနဲ့ပတ်သက်ပြီးတော့မှန်ကန်တဲ့အမြင်ရှိဖို့တော့တယ်အလုံးပေါင်းလိုက်ရင်၁၀ချက်ခေါ်တယ်ဒါက ကုသလကမ္မပဋ္ဌာတရား7ပါလို့ပြောတာเนาะအဲ့ဒါအရေးကြီးတယ်သူဖြစ်လာပြီဆိုရင်ကုသကမ္မပဋ္ဌာတရား7ပါ ਨੇ လိုက်တာဓမ္မဆိုတာဓမ္မောဟဝေရခတိဓမ္မစာရိကောင်းတဲ့လူတယောက်ရဲ့ကောင်းကျိုးချမ်းသာရဖို့အတွက်ဒီဓမ္မတွေကအကျိုးပြုသွားမှာစားတဲ့အစာအာဟာရတွေလူချမ်းမဖို့အတွက်အကျိုးပြုသလိုပဲကိုယ်ရင်နဲ့နှလုံးထဲမှာ ဖြစ်ပေါ်တဲ့တရားတွေဆိုပါစို့သူများသက်မတတ်ဘူးရှောင်းနေနော်သူများဥစ္စာမခိုးဘူးရှောင်းနေသူတော်ဘာသားမယံမပြင်းမာဘူးရှောင်းနေအဲ့ဒီရှောင်းကျင်မှုကုသိုလ်တရားတွေဟာကိုယ်ဟာအလားတူကိုယ်သတ်မဲ့လူမရှိဘူးနော်ကိုယ်တို့ကိုယ်ပစ္စည်းကိုမတရားလာယူတဲ့လူမရှိဘူးကိုယ်တိတ်ခါကြဆင်းတဲ့အလုပ်တွေကိုမှမဖြစ်ဘူး ဒီလိုအကျိုးတွေဖြစ်လာနှုတ်နဲ့ပတ်သက်တဲ့လိမ်ပြောခြင်းဂုံးတိုက်ခြင်းဆေးရည်တိုင်းထွာခြင်းမမှန်မကန်နေဟိုအကျိုးမဲ့တဲ့စကားတွေကိုပြောဆိုခြင်းတွေမရှောင်ရှောင်ရှားမဲ့ဆိုရင်လူတယောက်ဟာမနာပဲပြောတယ်တဦးနဲ့တူညင်ညော့အောင်ပဲပြောတယ်ရှင်ကြည်လိမ်မာစွာသာ ပြောတယ်အကျိုးမဲ့တဲ့စကားတွေကိုမပြောဘူးဆိုလို့ရှိရင်ဘဝမှာ နာမချမ်းသာတဲ့အလုပ်တွေကိုယ်မှတစ်ခုမှဖြစ်ဘူးအေသူတော်ဘာပစ္စည်းကိုမတရားလိုချင်တဲ့လောဘမဖြစ်ဘူးလူကုန်တိတ်ခါတက်တစ်ဖက်သားပြက်လူပစ္စည်းလှုပ်ထာမျိုးခြင်းထဲတာကစကြောက်တော့နာအထိနော်ခုခေတ်ကခြင်းရောကြောက်ရောနှစ်ခုစလုံးရှိတယ်ပေါ့ခြင်းနဲ့ထဲတယ်ကြောက်ထဲနဲ့ချာတယ် အဲ့ဒါမျိုးတွေမရှိဘူးဆိုလို့ရှိရင်လည်းဒုက္ခသစ္စာပြေသွားတယ်နောက်ဆုံးကတော့ကိုကောင်းတာလို့ရင်ကောင်းတဲ့အကျိုးမကောင်းတာလို့ရင်မကောင်းတဲ့အကျိုးဆိုလိုတာကကိုယ်စိတ်ထဲမှာကောင်းတဲ့ပုံရိပ်တွေဖြစ်ရင်ဒီပုံရိပ်ကပဲကိုယ်ပုံဖော်မှာပဲဖြစ်တယ်ပေါ့မကောင်းတဲ့ပုံရိပ်တွေဖြစ်ရင်ဒီမကောင်းတဲ့ပုံရိပ်ကကိုယ်ပုံဖော်မှာပဲဖြစ် CCTV ထဲမှာကိုပါလှုပ်တယ်လေအဲ့ပုံရဲကပေါ်တာပဲလေအဲ့ဒါလိုပဲကိုယ်စိတ်ထဲမှာ ဖြစ်ပေါ်လာရင် ကောင်းတဲ့အတွေးတွေဆိုရင်ကောင်းတဲ့ပုံရိပ်တွေပေါ်မယ်မကောင်းတဲ့စိတ်နေသဘောထားတွေဆိုရင် မကောင်းတဲ့ပုံရိပ်တွေပေါ်နေမှာပေါ်နေရင်ဒီကောင်းမကောင်းဟာကိုယ်နဲ့မပတ်သက်ဘူးမဟုတ်ဘူးတနေ့ကျတော့ဒီပုံရိပ်တွေကပေါ်လာမှာပဲဖြစ်တယ်ဒါကြောင့်မို့ ကောင်းတာလုံးမှကောင်းရိပ်ပေါ်မယ်မကောင်းတာလို့ရင်မကောင်းတဲ့ပုံရိပ်တွေပေါ်လိမ့်မယ်ဆိုတဲ့သိမြင်တဲ့အသိပညာကိုတမဋ္ဌိဋ္ဌိလို့ခေါ်တယ်ကမ္မတက္ကတာတမဋ္ဌိဋ္ဌိကံတာလင်ကိုယ်နဲ့သက်ဆိုင်တယ်ဆိုတာကိုလက်ခံအဲ့ဒီ၁၀မျိုးကိုဓမ္မကုသလကမ္မပဋ္ဌာန်၁၀ပါးဓမ္မလို့ခေါ်တယ်အဲ့ဒါရဲ့စံကျင်မဲ့ကိုအဓမ္မလို့ခေါ်တယ်နော် အဲ့တော့လောကမှာလူဖြစ်လာလို့ရှင်ဓမ္မတိုင်သွားဖို့လိုအပ်တယ်ဒီဆက်ချက်ကိုလိုက်နာဖို့လိုအပ်တယ်အဓမ္မလုတ်ပြီးဆိုလို့ရှင်ကိုယ့်ရဲ့ဘဝဟာဆိုးကျိုးတွေနဲ့လာနိုင်တယ်ပေါ့နောက်ဆုံးဆယ်နှစ်ပတ်အချက်ကြတော့ဘာလို့ဆိုသေသည်ချမဲ့နိုင်ကောင်းရသူဒီဘုံလူတွေမှာဆူတောင်းကြတယ်မဟုတ်လားဘဝကူးကောင်းပါစေနဲ့ဆူတောင်းကြတယ် ဘဝကူကောင်းပါစေဆိုတာဘာစုတောင်းတာတော့စေလူဘဝပြန်ရောက်ရင်လည်းဘဝကူကောင်းတယ်လို့ခေါ်ရမယ်။နတ်ဖြစ်တယ်ဆိုရင်လည်းဘဝကူကောင်းတယ်လို့ဆိုရမှာနော်။အဲဒီလိုဒီဘဝအဆုံးသတ်သွားလို့ရှိရင်လည်းနောက်ဆုံးမြုံလင်းချက်ကတော့ဘာလို့ဆိုဘဝကူကောင်းပါစေပဲ။ဆုတောင်းပေးကြ။အဲဒီဘဝကူကောင်းခြင်းနောက်ဆုံးမှလူတွေရဲ့နောက်ဆုံးမြုံလင်းချက်ကဒါပဲလေ။ သေသည်ချမ်းမဲနဲ့ကောင်းရဘုံရောက်ပါစေပေါ့ရောက်ဖို့အတွက်ဓာတုတွေလိုအပ်တဲ့ချက်ပဲဟောလားလူတိုင်းလူတိုင်းဟာဒီ10မျိုးလိုချင်နေကြတယ်အဲ့ဒီ10မျိုးဟာဆူတောင်းရုံတန်းတန်းနဲ့ရနိုင်လားဆိုမရနိုင်ဘူး